မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါစစ်တပ်နဲ့တွဲပြီးဖြေရှင်းရမယ်လို့ပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကိုကြီးကဆက်နိုင်တဲ့တင်ထနာကိုပြောပါရတယ်။စစ်တပ်ဟာအရက်ဖတ်အုပ်ချုပ်မှုအောက်မှာရှိရမှာဖြစ်ပေမဲ့အုပ်ချုပ်ရေးနယ်ပယ်လူမှုရေးနယ်ပယ်စတဲ့နယ်ပယ်အသီးသီးမှာပါဝင်နေတာကြောင့်အဲ့ဒီပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာစစ်တပ်နဲ့တွဲပြီးဖြေရှင်းရမယ်လို့သူကပြောပါရတယ်။ တော့ငြိမ်းချမ်းရေးဆိုတာကလက်ရှိတာနိုင်ငံတော်အနေနဲ့ပြောလို့ရှိရင်ဒါဟိုဆန်ဆုံးဖြစ်အခြေအနေကတော့စစ်တပ်ဆိုတာရပ်ဖက်အုပ်ချုပ်မှုအောက်မှာရှိရမယ်ပေါ့သို့တော့1962အာဏာသိမ်းပြီးကတည်းက88အထိဟာစစ်တပ်စစ်တပ်ကနေဖွဲ့စည်းတည်ထောင်တဲ့ ပါတီအဲ့ဒီကနေ2011လောက်နှစ်ပေါင်းများစွာဖြစ်လာတော့ဟိုချက်ချင်းဆုတ်ခွာဖို့ဆိုတာကမဖြစ်နိုင်ဘူးဒါအုပ်ချုပ်ရေးအနေပဲလူမှုရေးနယ်ပဲအတီးတီးမှာသူကပါဝင်နေတာဒါကြောင့်မလို့ကျွန်တော်တို့ကဟလာဒီပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာလည်းပဲဒါစစ်တပ်နဲ့တွဲပြီးတော့ပဲရှင်းရမယ်လို့ကျွန်တော်တို့ကတော့လက်ခံတောင်းပါတယ်ဒီကျွန်တော်တို့ကိုနိုင်ကလည်းတစ်ချိန်ချိန်မှာရာနှုန်းပြည့်ဒီမိုကရေစီနီလန်းရရွေးကောက်တင်မြောက်တဲ့စနစ်ပေါ်ပေါက်လာအောင်ဆက်ကြိုးစားသွားမှာပဲသို့တော့လက်တလောအချိန်တွေမှာအဲ့ဒါကိုကြိုတင်စည်းကမ်းကန့်သတ်ချက်အပြင်နဲ့ ားမယ်ဆိုရင်တော့အဲကျွန်တော်တို့ဖြည့်ရှင်းဖို့တော်တော်ခက်သွားလိမ့်မယ်နော်မလွယ်ဘူး။ဒါကြောင့်မလို့လက်တလုံးမှာစစ်တပ်နဲ့တွဲပြီးထွက်ရတယ်ဆိုပေမဲ့အပြေးပြေးနဲ့ချော့ချဖို့အတွက်ကိုလည်းဒါကျွန်တော်တို့ဆက်လက်ဆွေးနွေးရမှာ၊ကြိုးပမ်းရမှာဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ1958ခုနှစ်မှာအာနာယအရတဝန်ကြီးချုပ်ဦးနုထံမှနိုင်ငံတော်အာနာကိုဗိုလ်ချုပ်ကြီးနေဝင်ကလွှဲပြောင်းရယူခဲ့တယ်လို့1962ခုနှစ်မှာမြန်မာတပ်မတော်ကဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့အရတအစိုးရကိုဖျောက်ချပြီးနိုင်ငံတော်အာနာကိုရယူခဲ့ပါတယ်။အဲဒီလိုပဲ1988ခုနှစ်ရောက်တဲ့အခါမှာလည်းចောင်းသားအရေးတော်ပုံကနေတဆင့်မြန်မာတပ်မတော်ကနိုင်ငံတော်အာနာကိုရယူခဲ့ပြန်ပါတယ်။အဲဒီနောက်2021ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာတပ်မတော်ဟာဒေါ်အောင်စုကြည်ဦးဆောင်တဲ့ NLD အစိုးရကို2020အထွေထွေရေကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကြ ဖြုတ်ချခဲ့တဲ့နောက်နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။လက်ရှိနိုင်ငံရေးမှာပြည်ပခါတွေပြီးဆုံးတဲ့အထိတက်မတော်အနေနဲ့ရှိနေအောင်မှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုခရဦးထောင်ကျော်ကဆရာနိုင်တဲ့ဌာနကိုပြောပါတယ်။နိုင်ငံကြီးမှာတော့ဒီလက်ရှိဒီပဋိပက္ခတွေပြီးဆုံးတဲ့အထိကတော့ဟိုတမရော်ကတော့ရှိနေအောင်ပါပဲပေါ့နော်နိုင်ငံကြီးထဲမှာတော့ပါနေအောင်ပါပဲ အဲ့မဲ့တခုပဲရှိတယ်ကျွန်တော်တို့လက်ရှိဒီတိခတ်တိုက်ခိုက်နေတဲ့အဖွဲ့တွေကလည်းလက်ရှိအခြေအနေကြောင့်မလို့ဖြစ်နေတာ哦ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမကပမာ PDF တွေအနေနဲ့ဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်သူတို့ရဲ့လက်နက်ဆွဲကင်တော်လန်ပုံကန်နဲ့ဆိုရဟာဒီလိုအာဏာထိန်းနေဆိုရဖြစ်စဉ်ကိုမတိုက်ဘူးဒီပတ်သက်လို့အဲတော်လန်ပုံကန်နဲ့ဆိုရဟာတခုပဲရှိတာဟိုကျန်တဲ့လူမျိုးရေးဟိုလည်းမရှိဘူးကျန်တဲ့ ideology ကိုယ်လိုလည်းမဟုတ်ဘူးလေဆိုရခါကျတော့ကျွန်တော်တို့ဒီဟာမနက်ဖြန်ဆိုရင်ဆွေးနွေးမယ်ရွက်ကွက်ဝဲကျန်ပါကြီးပေါ့နော်ရွက်ကွက်ဝဲကျန်ပါကြီး တွေလုံခြုံရေးတည်ငြိမ်ရေးဆိုတဲ့ကိစ္စတွေဆိုလို့ရှိရင်ဒါတကယ်တကယ်ရင်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ပြီးမှမှရှိတဲ့ PDF တွေကသူတို့ဘယ် ideology နဲ့သူတို့ကဆက်ပြီးတော့မှလက်နက်ဆွဲကံမျိုးမှတော်လန်ပုံကောင်မှလည်းပေါ့တရားပြီးသွားပြီတမတော်ကလည်းသူ့နေရာသူပြန်သွားပြီဆိုတဲ့အခါကျလို့ရှိရင်ဘယ်လိုဆက်လုပ်မှလဲပေါ့နော် 2021ခုနှစ်ဖေဖော်ဝါရီတရက်ကဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးအပြောင်းအလဲမှာမြန်မာတပ်မတော်နဲ့နိုင်ငံရေးပါတီတချို့ကတပ်မတော်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်အာဏာကိုထိန်းထားတာသာဖြစ်ပြီးအာဏာသိမ်းတာမဟုတ်ကြောင်းပြောဆိုရက်တိလျက်ရှိပါတယ်။ဒါပေမဲ့တိုင်းဒေသလက်နက်ကိုင်တွေဒီမိုကရေစီအင်အားစုတွေနဲ့ပြည်ပနိုင်ငံတွေကတော့တပ်မတော်ဟာနိုင်ငံတော်ကိုအာဏာသိမ်းခဲ့တာဖြစ်တယ်လို့ပြောဆိုရက်တိလျက်ရှိပါတယ်။နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်ကတော့လာမယ့်နှစ်2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီဖို့လိုအပ်ကြောင်း2025ခုနှစ်မတ်လ25ရက်ကနာဆာကကောင်စီအစည်းအဝေး းပါပြောကြားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့နတ်ဆက်ကနဲ့မြန်မာတပ်မတော်ဖြုတ်ချရေးကြိုးပမ်းနေတဲ့လက်နက်ကိုင်အင်အားစုတွေကနတ်ဆက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်ဆီးမယ်လို့ကြေညာထားပါတယ်။